ိတ်ကနေပြန်လဲကျဆူလိုက်ပါတယ်။အခုဆိုကျမတို့လူမှုပတ်ဝန်းကျင်အပိုင်းအဝိုင်းမှာစိတ်ကြမ်းမာရေးဟာအရေးပါကြောင်းသိရှိလာကြရတဲ့အမျှစိတ်ကြယောဂဝေဒနာကိုလူတော်တော်များများကသတိထားမိလာကြပါတယ်။စိတ်ကြဝေဒနာကိုခံစားနေရတဲ့သူတွေဟာလည်းဖွင့်ပြောဖို့အကူအညီတောင်းခံရင်သိမယ်ဆိုတာကိုနားလည်လာကြပါတယ်။ဒါပေမဲ့လည်းစိတ်ကြမ်းမာရေးပြဿနာတွေဟာနားလည်ရင်ခက်တဲ့အတွက်ကြောင့်လူတွေနားလည်မှုမယွန်းနေရရင်လည်းရှိတတ်ပါတယ်။ ဒါကြောင့်ပဲလူတွေဟာစိတ်ကြဝင်းစားရှင်တွေကိုမာယွန်းစွာအကဲဖြတ်မိတာတွေရှိပါတယ်။စိတ်ကြခြင်းကိုခံစားနေရတဲ့လူတစ်ယောက်ဟာဝမ်းနည်းနေပုံနဲ့အဆင်တူပေမဲ့တကယ်တမ်းမှာပုံမှန်ဝမ်းနည်းခြင်းထက်များစွာပိုပြီးရှုပ်ထွေးပါတယ်။တခြားသူတွေအနေနဲ့လည်းနားလည်ပေးဖို့ရာခက်ခဲတာကိုတွေ့ရပါတယ်။တစုံတစ်ယောက်က သူဟာစိတ်ကြယောဂဝိညာဉ်ကိုခံစားနေရတယ်လို့သင်ကိုယဉ်ခွင့်လာမျိုးဂျုံမူလား။ အဲ့အချိန်မှာသင်သာသူ့ကိုအားပေးဖို့ကြိုးစားရင်ငါလည်းတစ်ခါတလေအဲ့လိုဝမ်းနည်းမှုကိုကြုံရပါတယ်လို့ပြန်ပြောလိုက်တယ်ဆိုပါစို့သင်ရကိုချင်းစပီးမှုကိုတစ်ဖက်ကအတိမတ်ပြုလို့လည်းဒီလိုတုံ့ပြန်မှုကိုကြည့်ရင်သင်ဟာစိတ်ကြချင်းနဲ့ဝမ်းနည်းခြင်းကိုဝဲပြားစွာသိရှိနိုင်ဘူးဆိုရက်ဒိဗ္ဗံတက်ရောက်ပါတယ်အပြင်းမအားဖြစ်ခြင်းရင်တော့ဒီနှမျိုးဟာတော်တော်လေးစင်တူပါတယ် American စိတ်ပညာသင်ခွင့် American Psychological ဆိုစီရှင်ကတော့စိတ်ကြယောဂဆိုတာကာလရှိဖြစ်တည်နေတဲ့မကောင်းတဲ့စိတ်ခံစားချက်ငြိမ်မန်ခြင်းတွေကနေတဆင်လူတစ်ယောက်ရဲ့အတွေ့အခေါ်အပြုမူတွေကိုကြောင်းလဲစေနိုင်တဲ့ဖြစ်စဉ်ဖြစ်တယ်လို့အထိပ္ပယ်ဖွင့်ဆိုထားပါတယ်။ကဘာပေါ်ကလူဦးရေရဲ့25ရာခိုင်နှုန်းကျော်ဟာစိတ်ကြဝိညာဉ်ကိုခံစားနေရတဲ့အတွက်ကြောင့်အဖြစ်များတဲ့စိတ်မကျန်းမာမှုအဖြစ်သတ်မှတ်ကြပါတယ်။ဒါဟာလူလေးယောက်မှတစ်ယောက်ဟာစိတ်ကြယောဂဝိညာဉ်ကိုခံစားနေရတဲ့အချိန်ဖြစ်ပါတယ်။ အခုဗီဒီယိုမှာတော့စိတ်ကြခြင်းနဲ့ဝမ်းနည်းပူဆွေးမှုဘလို့ကွဲပြားလဲဆိုတာကိုအချက်၆ချက်နဲ့ဖော်ပြပြီးမှဖြစ်ပါတယ်။နံပါတ်၁ဝမ်းနည်းခြင်းဆိုတာစိတ်ခံစားမှုတုံ့ပြန်ခြင်းဖြစ်ပါတယ်။စိတ်ကြခြင်းဆိုတာကစိတ်မကြမ်းမှမှုဖြစ်ပါတယ်။ကျမတို့ဝမ်းနည်းမှုခံစားရတိုင်းစိတ်ကြခြင်းသတ်မှတ်လို့မရပါဘူး။ဝမ်းနည်းခြင်းဆိုတာကျမရဲ့လူကြောက်ရဲ့ခံစားမှုဆိုင်ရာတုံ့ပြန်ခြင်းဖြစ်ပါတယ်။ ဒါကကျမတို့အသက်ရှင်နေကာလတလျှောက်လုံးမှာအချိန်နဲ့အမျိုးမျိုးကြောင့်ကြုံတွေ့ရင်ဆိုင်ရမှာဖြစ်ပြီးပုံမှန်သဘောဝအလျောက်တုတ်ပြန်တဲ့ကျမရဲ့စိတ်ခံစားချက်ဖြစ်ပါတယ်။ဝန်နေချင်းဆိုတာကနာကျင်မှုတွေဖြစ်စဉ်မှုတွေကြုံတွေ့ရတဲ့အခါဖြစ်ပေါ်လာမှာဖြစ်ပါတယ်။သူကဝန်နေစရာအကြောင်းအရင်းမရှိတော့တဲ့အခါဝန်နေစရာအဖြစ်ပြက်ပြီးသွားတဲ့အခါအချိန်တကူကျော်လွန်သွားတဲ့အခါပြောက်ကွယ်သက်သာသွားပါတယ်။ စိတ်ကြခြင်းကတော့သူနဲ့မတူပါဘူးစိတ်ကြခြင်းဆိုတာပြောက်ွယ်သွားခြင်းမရှိပါဘူးသူကနာကျင်မှုနဲ့စိတ်ဖိစီးမှုကိုတုံ့ပြန်ခြင်းမဟုတ်တာကြောင့်ဒီလိုအဖြစ်ပြက်တွေပြောက်ွယ်ပြီးဆုံးသွားသည့်တိုင်ဒီစိတ်ကြခြင်းကမပြောက်ွယ်ပဲဆက်လက်တည်ရှိကြနေပါတယ်နံပါတ်1ဝမ်းနေခြင်းကတော့ခဏတာကာလတူအတွက်ဖြစ်ပြီးစိတ်ကြခြင်းကတော့ရေရှည်ထက်တယ်လဲလဲနဲ့ဂိမ်းအောင်နေပါတယ် ဝမ်းနည်းခြင်းဆိုတာစိတ်ခံစားမှုအခြေအနေဖြစ်ပြီးကာလကြာရှည်စွာမဖြစ်တည်ပါဘူးလူအများစုကတော့နိုင်အနေငယ်ဝမ်းနည်းပြည့်ရဲ့အခါသူ့ဘာသူအလိုလိုမိမ့်မင်ပြောက်ွယ်သွားပါတယ်စိတ်ကြခြင်းကတော့နာတာရှည်ယောဂါဖြစ်ပြီးလပေါင်းများစွာကနေမှန်ကန်တဲ့ကုသမှုမရရှိဘူးဆိုရင်နှစ်ပေါင်းများစွာကြာရှည်နိုင်ပါတယ်ဒါဟာပြန်လည်ကောင်းမွန်လာဖို့အတွက်ဆိုရင်စိတ်ပညာဆိုင်ရာကုထုံးပညာရှင်တွေရဲ့ လမ်းပြမှုတွေကိုရရှိဖို့လိုအပ်ပါတယ်။နံပါတ်3ဝမ်းနည်းရခြင်းဟာတိကျခိုင်လုံတဲ့အကြောင်းပြချက်ရှိပြီးစိတ်ကြခြင်းကတော့တိကျတဲ့အကြောင်းရင်းမရှိပါဘူး။တခါလီမှာဝမ်းနည်းခြင်းကအယံပြင်းထန်စွာထိခိုက်နိုင်ပြီးအဲ့ဒီအတွက်ခိုင်လုံတဲ့အကြောင်းရင်းကနောက်ွယ်မှာရှိနေပါတယ်။စာမှုဝဲကြတာအလုတ်ထုတ်ခံရတာကိုချစ်ခင်ရင်းနှီးရသူတစုံတရာဆုံးပါတာ စတဲ့အကြောင်းရင်းတွေကကြီးမားတဲ့ဝန်ထမ်းမှုကိုဖြစ်စေတဲ့အကြောင်းရင်းတွေ ဖြစ်နိုင်ပါတယ်။ဒါကြောင့်ကိုဝန်းနေရတဲ့အကြောင်းရင်းကိုရှင်းဖွင့်ပြောပြဖို့ခိုင်မာလွယ်ကူပြီးဒါကိုစိတ်ကြယောဂအဖြစ်တော့သတ်မှတ်လို့မရပါဘူး။ဒီနေရာမှာဝန်းနေခြင်းနဲ့မတူတာကတော့စိတ်ကြခြင်းဆိုတာစိုးရတဲ့အခြေအနေတွေအပေါ်မှာတုတ်ပြန်တဲ့အရာမဟုတ်ပါဘူး။စိတ်ကြခြင်းကိုခံစားနေရတဲ့သူတွေအများစုရဲ့တူညီတဲ့အခက်အခဲကတော့ ူတို့ဘာလို့စိတ်ကြရလဲဆိုတော့အကြောင်းရင်းကိုသူတို့ကိုယ်တိုင်နားမလည်နေတာဖြစ်ပါတယ်။ရေပူရအဖြစ်တိကျတဲ့အဖြစ်အပျက်တစ်ခုကနေအဆဆွဲထုတ်ပြီးအခြေတည်လာတာမှန်နေမယ်။စိတ်ကြခြင်းဆိုတာအကြောင်းပြချက်မရှိပဲကြီးထွားလာတာဖြစ်ပါတယ်။နံပါတ်၄ဝမ်းနည်းမှုဆိုတာကသမတ်ဖော်ပြဖို့လွယ်ကူပေမဲ့စိတ်ကြယောဂါကတော့အလွတ်တကူကောက်ချက်ချလို့မရပါဘူး။ဝမ်းနည်းခြင်းဆိုတာခံစားရသူကိုယ်တိုင်က ဘလောက်ပြင်းထန်နေဆိုတာကိုသတ်မှတ်ဖော်ပြနိုင်ပြီးသူတဦးတယောက်ထဲရဲ့အမြင်ခန်းစားချက်နဲ့ဆုံးဖြတ်လို့ရပါတယ်။စိတ်ကြယောဂကတော့အကြောင်းအရင်းနဲ့ပင်ပန်းနွမ်းနေခြင်းတွေစိတ်ဝင်စားမှုတွေအာယုံဆိုင်နိုင်မှုရောကြခြင်းတွေကိုခံနိုင်မိုက်ဆိုင်ရာနှာချင်းကိုက်ခဲခံစားရမှုတွေစတဲ့လက္ခဏာတွေကာလရှိကြစွာခံစားနေရပြီးစိတ်ပညာရှင်ကိုယ်တိုင်ကလိုအပ်တဲ့စစ်စစ်မြင်းမြတ်မှုတွေလုပ်ပြီးမှ ဇာဟာစိတ်ကြယောဂဖြစ်ကြအတည်ပြုပေးဖို့လိုအပ်ပါတယ်။နံပါတ်5ဝမ်းနည်းမှုဟာကာလတူအချိုးသက်ရောက်မှုရှိပြီးစိတ်ကြခြင်းကတော့ကာလရှိကြတဲ့နောက်ဆက်တွဲအချိုးသက်ရောက်မှုကိုပေးပါတယ်။အရှိမပြောခဲ့သလိုပဲဝမ်းနည်းခြင်းဟာကာလတူဖြစ်ပြီးတော့ကြာလာတာနဲ့အမျှတဖြည်းဖြည်းမိမ့်မိပြောက်ွယ်သွားနိုင်ပါတယ်။အဲဒါကြောင့်အဲဒီကာလတူအတွင်းမှာစုပေါင်းတွေ့ဆုံမှုတွေကို တစ်ခါနှစ်ခါညှင်းဆုံမှုပြုလုပ်တယ်။တပတ်လောက်အတွင်းမိမိကိုယ်ကိုပြန်လည်ထူမနိုင်ပဲပုံမှန်အချိန်တွေကိုပြန်လည်ဖော်ဆောင်နိုင်ပါတယ်။သင်ကသင်ဘဝဟာထူးထူးခြားခြားပြောင်းလဲသွားတာမဟုတ်တာကိုသင်သိပြီးတော့ကိုယ့်ရဲ့ပုံမှန်လမ်းကြောင်းပေါ်ကိုပြန်တက်မှတ်ပြီးပုံမှန်အလုပ်တွေကိုပြန်လည်လုပ်ကင်လာနိုင်မှာဖြစ်ပါတယ်။စိတ်ချခြင်းကတော့ဒီထက်ပိုလေးလံပြီးတော့လူတယောက်ရဲ့ဘဝအစိတ်အပိုင်းအလုံးကိုထိခိုက်ပါတော့တယ်။ မကောင်းတဲ့ခံစားချက်တွေဟာကာလရှည်ကြစွာတရှိနေပြီးတော့အလောက်အတွင်းကလှုပ်ဆောင်ချက်တွေခန္ဓာကိုယ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့တွေးခေါ်မှုပုံစံတွေကိုပါအကျိုးသက်ရောက်မှုရှိတာဖြစ်ပါတယ်။မိမိကိုယ်ကိုလူတော်လူကောင်းအဖြစ်မြင်ဖို့ခက်ခဲတာမိမိကိုယ်ကိုအဖြစ်တင်တာမိမိကိုယ်ကိုတန်ဖိုးရှိမှုခံစားရတာမလုံခြုံမှုတွေကိုခံစားရတာတွေဟာကာလရှည်သက်ရောက်ပြီးနေ့စဉ်ဘဝကိုထိခိုက်နေတာဖြစ်ပါတယ်။ ဒါကြောင့်ပြင်းထန်တဲ့စိတ်ကြယောဂါဟာမိမိကိုယ်ကိုထိခိုက်နာကျင်စေမှုနဲ့မိမိကိုယ်ကိုတတ်သိချင်တဲ့အတွေးတွေနဲ့ဆက်ဆက်နေတာဖြစ်ပါတယ်။နံပါတ်6ဝမ်းနည်းခြင်းကသင်ရဲ့စိတ်ခံစားမှုကို ထိခိုက်ပြီးတော့စိတ်ကြခြင်းကတော့သင်ဘဝကိုထိခိုက်စေပါတယ်။လူတစ်ယောက်ဟာဝမ်းနည်းနေတဲ့အခါမိမိကိုယ်ကိုစိတ်ပျော်ရွှင်မှုရအောင်ကြိုးစားဖန်တီးကြပါတယ်။တငယ်ချင်းတွေနဲ့ရှောက်လက်ပတ်တာ ကိုဝါသနာပါတဲ့အရာတစ်ခုခုကိုလောက်တာဒါမှမဟုတ်တစုံတစ်ယောက်ကိုရင်ဖွင့်တာတွေလှုပ်ချင်းအဖြစ်သက်သာရာကိုရှာကြပါတယ်ဝန်းနေမှုကသင်ကိုလွှမ်းမိုးနေပေမဲ့ရည်စရာအခိုက်အတန့်မျိုးကိုရှာဖွေနိုင်သေးတာပျော်စရာတွေကိုခံစားနိုင်သေးတာတကယ်စိတ်ပေါ်ပါမှုကိုရရှိစေတာစားတဲ့အရာတွေကိုဖန်တီးခံစားပြီးပုံမှန်ပြန်လဲဖြစ်နိုင်ပါတယ်စိတ်ကြယောဂါကိုခံစားနေရတဲ့လူတစ်ယောက်ကတော့ ဒီလိုအရာကိုဖန်တီးဖို့အဲ့လောက်မလွယ်ကူတော့ပါဘူး။ပျော်စရာအဖြစ်အပျက်တစ်ခုခုမှပျော်ရွှင်မှုကိုခံစားဖို့ခက်ခဲပြီးကိုချစ်တဲ့အရာတွေကိုလောက်ကင်ဖို့ကိုတော့အတိတ်ပဲမဲ့လို့ခံစားနေရတာဖြစ်ပါတယ်။နေ့စဉ်လှုပ်ဆောင်ချက်တွေဖြစ်တဲ့အလုပ်သွားတာ၊ကြောင်းတက်တာ၊ရေချိုးတာစတာတွေကိုတော့လှုပ်ဆောင်ဖို့တော့အားအင်မရှိတာတွေခံစားရပါလိမ့်မယ်။စိတ်ကြခြင်းကပုံမှန်စားတောက်ခြင်းနဲ့အိတ်ဆက်ခြင်းပုံစံကိုပါထိခိုက်ပါတယ် ီလက္ခဏာတွေပေါင်းစည်းပြီးတဲ့အခါသင်ဟာအိယာထဲမှာတဏီကုံလဲနေပြီးခန်းစားချက်မဲ့ခြင်းမျောလင်းချက်မဲ့ခြင်းတွေကိုတယောက်တည်းခန်းစားရပါတော့တယ်။ဒါရီကဝန်းနေခြင်းနဲ့စိတ်ကြခြင်းကိုမတူညီမှုနဲ့ပတ်သက်ပြီးတိထားတဲ့အရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်။ဒီလိုမတူညီမှုကိုသေသေးချာချာသိရှိခြင်းကစိတ်ကြမ်းမာရေးနဲ့ပတ်သက်ပြီးနားလည်နိုင်မှုတင့်ကိုများစွာအထောက်အပံ့ပေးပါလိမ့်မယ်။ ိတ်ကြခြင်းနဲ့ပတ်သက်လို့လွဲမားတဲ့အယူအဆတွေများစွာရှိပါတယ်။ဒါကစိတ်ကြခြင်းဆိုတာရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။မာယွန်းနဲ့အယူအဆယုံကြည်မှုအနေနဲ့လည်းလွဲမားစွာသတ်မှတ်ကြပြန်ပါတယ်။ဒါကြောင့်ဒီစိတ်ကြခြင်းနဲ့ပတ်သက်ပြီးပုံမနာလည်လာခြင်းကသင်ကိုယ်တိုင်ပါအဝင်ဒီယောဂခံစားနေရတဲ့သူတွေကိုပုံမနာလည်ပေးနိုင်မှာပါလိမ့်မယ်။ အခုဒီဗီဒီယိုလေးကိုကြည့်ပြီးတဲ့အချိန်မှာသင်ဟာသင်နဲ့သက်ဆိုင်နေလို့ခံစားရလားဒါမှမဟုတ်တခြားသူတွေရောက်ကိုတွေးမိတာမျိုးရောရှိသလားဒီလိုစိတ်ကြမ်းနေတဲ့ပတ်သက်တဲ့အကြောင်းအရာကိုစိတ်ဝင်စားရခြင်းကျမရဲ့စိတ် channel လေးကို subscribe လုပ်ထားပြီးဆက်မြှင့်ကြည့်ရှုနိုင်ပါတယ်။ like and share လုပ်ပြီးကြည့်အပြင်လည်းကျမတို့စိတ်နဲ့အတူတူဒီလိုဘူးတုတ္တရကိုဝင်ရပြီးလို့ရပါတယ်။ အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်တစ်ဆက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။